ားလုံးပဲမင်္ဂလာပါမေကြီးလေးဖေဆိုပေ့ချ်ကပြန်လဲကြိုဆိုပါရစေဒီနေ့အပြောကြီးတက်တက်မဟုတ်ပဲနဲ့လက်တွေ့လေးတစ်ခုလောက်လုပ်ပြချင်တယ်ဘာလဲဆိုတော့ဖုန်းတစ်လုံးအောင်သွင်းထားလို့ရှိရင်အောင်သွင်းချိုးတန်းလန်းနဲ့ကျွန်တော်တို့ဒီဖုန်းကိုသုံးပြလို့ရှိရင်ကိုယ်တွေ့အန္တရာယ်ရှိနိုင်လားအဓိကတော့ layer set အန္တရာယ်ရှိနိုင်လားဆိုတဲ့အခြေအနေလေးကိုကျွန်တော်နဲ့အတူတူလက်တွေ့လေးတစ်ချက်လောက်လုပ်ကြည့်အောင် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အတူတူစမ်းကြည့်ကြည့်အောင်အခုကျွန်တော်လက်ထက်မှာရှိတာက current data layer စီးကြောင်းဘယ်နေရာမှာရှိတယ်ဆိုတော့တိုင်းတာတဲ့ query လေးပေါ့နော် tester လေးပေါ့အခုကျွန်တော် laptop ကိုကျွန်တော်ထောက်ကြည့်တယ် ဘာမှမရှိဘူးတကယ်လို့သူ alias တောင်းရှိခဲ့လို့ရှိရင်ဒီအဖြူရောင်ခေါင်းလေး cap လေးနေရမှာသူမိအနီကလေးမတုံမတုံလင်းလာမှာဖြစ်တယ်အခုကျွန်တော်ဆန်းနေလင်းမလာဘူး okay အဲ့အချိန်မှာကျွန်တော် laptop အသွင်းဖို့အတွက်ကျွန်တော် charging cable ယူလိုက်မယ် cable မှာ power ဖွင့်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ alias ရှိနေတယ် okay ကျွန်တော်အဲ့ဒါလေးဒီမှာကျွန်တော်ထောက်ထားလိုက်မယ်ဘာမှမရှိဘူးဘာမှမလင်းဘူးနော် sorry ဘာမှတွေ့လာမတွေ့ဘူးတောက်လျှောက် alias စီသွားပြီး ဒီ laptop body တွေဒီမှန်သားပြင်နေအကုန်လုံးမှာလည်းတရားစစ်စီးနေပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်နေပြီ။ Okay အဲ့ဒါကွန်ပျူတာ။အဲဆိုလို့ရှိရင်ဒီမှာဖုန်းဗျာဖုန်းရဲ့မှန်ဘာမှတရားစစ်မစီးဘူး။နောက်မှကျွန်တော်ကာဗာတက်ထားတယ်။ကာဗာမှာလည်းဘာလျက်စစ်မှစီးမနေဘူး။ Okay တဲ့။အဲ့ချိန်မှာကျွန်တော် laptop ရဲ့ power နဲ့ပဲကျွန်တော် charge လုပ်ကြည့်လိုက်မယ်။ charge ပေါ်ပေါ်ပြီ။ Okay ။တရားစစ်စီးနေပြီ။ Okay ။ အဲ့ဆိုရင် charging cable ဒီမှာပဲ layer 6စီးနာလား earphone ဆိုရင်ရော layer 6မစီးနိုင်ဘူးလားပေါ့အဲ့အလေးလည်းတစ်ခါလဲဆန်းကြည့်ကြည့်အောင်အဲ့တော့ကျွန်တော်အဲ့ဆို earphone တွေတစ်ခုတက်လာရှိတယ်ဒါပေမဲ့ earphone ကျွန်တော်ဘာမှမထိုးသေးဘဲနဲ့အရင်ဆန်းကြည့်လိုက်မှာပေါ့နော်ဒီ ear အဓိကတော့ဒီ ear piece နေရာတွေပေါ့ဒါကျွန်တော်နားထည့်ထည့်ထားရမယ်ဟာဆိုတော့လေ okay B okay ear piece ကအဓိကကျွန်တော်နားထည့်ထည့်ထားပြီးတော့ချွေးနဲ့အမြဲချိနိုင်တဲ့နေရာ ဤယာဖုန်းမှာလည်း DSS စီးနိုင်တယ်ဆိုတာကိုကျွန်တော်တို့အထင်ရှားမြင်ရမှာဖြစ်တယ်။အဲဒီတော့ကျွန်တော်တို့အမြဲတမ်းငင်းခုန်နေရတဲ့ပြဿနာလေးပေါ့နော်။အဲ့ပြဿနာလေးကိုလက်တွေ့ဆန်းပြလိုက်တာပါ။ခုနဆန်းပြသွားတဲ့ဟာလေးကိုအလုံးရှင်းရှင်းလင်းလင်းမြင်ရလိမ့်မယ်လို့ထင်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီ DSS ပစ္စည်းတွေအထူးသဖြင့်ကျွန်တော်တို့ရဲ့ဖုန်းတို့ကွန်ပျူတာတို့ကိုကျွန်တော်တို့ကအောက်တွင်းကျူတန်လန်းနဲ့ ုံးသက်သလားမသုံးသက်ဘူးလားဆိုတဲ့အခြေအနေကိုကိုကိုတိုင်လည်းစဉ်းစားလို့ရမှာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့အရင်စိုးရိမ်နေဖို့တော့မလိုဘူး။တတိထားမယ့်အချက်တစ်ခုတော့ရှိတယ်။ကျွန်တော်တို့ဒီအဲ့လိုမျိုးချာချင်းကြိုးတန်းလန်းတဲ့ပစ္စည်းကိုကင်တော့မယ်ဆိုလို့ချင်းပထမဦးဆုံးကျွန်တော်တို့ခန္ဓာကိုယ်ကရေမစုံနေဖို့လိုတယ်။ကျွန်တော်တို့ခြေထောက်တွေကအင်္ဂတွေတို့ကြွေပြားတို့နောက်မြေကြီးတို့ကိုဖက်နှက်မပါဘဲနဲ့ထိတွေ့နေတာမျိုးကျွန်တော်ရှောင်တက်တယ်။ ဲ့ဒီအချက်တွေကိုအဓိကရှောင်လို့ရတယ်။အရင်ကြီးတော့ဆွဆွရွရွအန္တရာယ်မရှိပေမဲ့လည်းအဲ့ဒီကျွန်တော်တို့ရဲ့ device တွေပေါ်မှာ layer စစ်တသေးလေးတွေစီးနေတယ်ဆိုတော့တော့ကျွန်တော်တို့ထည့်ပြီးတော့စဉ်းစားရလိမ့်မယ်။အဲ့တော့အငင်းပွားနေတဲ့ပြဿနာကိုအလောင်းနဲ့ဆိုလို့ရှိရင်တော့ကျင်းနေလိမ့်မယ်လို့ထင်ပါတယ်။ဗီဒီယိုလေးအဆုံးထိကြည့်ရှုခဲ့တဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့ဆုံနေပါသေးတယ်ခင်ဗျာ။